2025ခုနှစ်ဇူလိုင်လ3ရက်နေ့တွင် ကြာရောက်မြင်မြန်မာမျိုးသမီးများနေ့ကိုကျူးစွဂုဏ်ပြုသောအပြင်အခြေခံပညာထက်တန်းစဉ်စာရေးစာကုန်းပြိုင်ပွဲတက္ကသိုလ်ဒီဂရီကောလိပ်စဉ်စောင်းပါပြိုင်ပွဲနှင့်သွေးလူတန်းပွဲကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့အမတ်တအခြေခံပညာထက်တန်းကြောင်ဒေါခင်သိန်းခမ်းမ၌ဇွန်လ20ရက်နေ့နဲ့9ရက်က2025ခုနှစ်ဇူလိုင်လ3ရက်နေ့တွင်ကြာရောက်မြင် မြန်မာမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအဖြစ်အခြေခံပညာထက်တန်းစဉ်စာရေးစာကုန်းပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါစာရေးစာကုန်းပြိုင်ပွဲတွင် အခြေခံပညာထက်တန်းစဉ်ကျောင်းသား6ဦး၊ကျောင်းသူ52ဦး၊စုစုပေါင်းကျောင်းသားကျောင်းသူ58ဦးတို့ကစင်စက်မပြတ်တူးတက်ဖို့အမျိုးသမီးများလည်းပါဝင်စုကောင်းစဉ်ဖြင့်၎င်းတောင်ကြီးတက္ကသိုလ်၌တက္ကသိုလ်ဒီဂရီကောလိပ်ဆင်စောင်းပါပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ65ဦးတို့ကကျမ်းမာကြံ့ခိုင်သောမြမလူပေါင်းနှင့်မြမမျိုးသမီးများ၏အခမ်းကဏ္ဍခေါင်းစဉ်ဖြင့်ဖြည့်ဆူနေမှုများကိုရှမ်းပြည်နယ်အစိုးရဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးရှမ်းပြည်နယ်အမျိုးသမီးကော်မတီနာယကဒေါ်ညိုမီစောပြည်နယ်လူမှုရေးဝန်ကြီးဦးမင်းမင်းလွင်ရှမ်းပြည်နယ်အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌဒေါ်စိုးပပနှင့်တာဝန်ရှိသူတို့ကလိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါသည် ၎င်းနောက်အမျိုးသမီးနှင့်ကလေးစေးုံကြီးတွင်ပြည်내ဝင်ကြီးချုပ်၏ဇနီးရှမ်းပြည်နယ်အမျိုးသမီးကော်မတီနာယကဒေါ်ညူမီစောပြည်내လူမှုရေးဝန်ကြီးရှမ်းပြည်နယ်အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကသွေးလူရှင်များအားလိုက်လံကြည့်ရှုအားပေးပြီးအာဟာရအစားအစာများအားစေးများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်ခမညာ